ဥပမာစစ်လေးတောက်တဲ့အခါတကယ်တော့အနံ့ကမကောင်းဘူးအရသာကဓာတုဆေးလိုပဲဆိုတာမျိုးပေါ့ညအိယာမဝင်ခင် ဖုန်းသုံးတာအလုံးလုံးရင်ဖုန်းကြည့်တာမိသားစုနဲ့တူရှိနေရင်ဖုန်းနဲ့အချိန်ကုန်တာဒါရီအလုံးကဖုန်းဆွဲလက်မှုရဲ့လက္ခဏာတွေပါ အစင့်တက်တတိထားမိပါငါအခုဖုန်းကိုအကြောင်းမရှိပဲကင်မိနေပြန်ပြီအစင့်နဲ့စူးစမ်းပါငါဘာကြောင့်ဖုန်းကိုဒီလိုတုံးနေရတာလဲပြင်းလို့လား စိတ်ဖြစ်စည်းလို့လားအစင်သုံးခံစားပါဖုံးကြည့်နေစဉ်မျက်လုံးညောင်းလာလေပင်တင်းနေတာကိုသတိထားမိပါဒီနီလန်းကအလုတ်ဖြစ်ရတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်ကျွန်တော်တို့ကအကျင့်ဆိုးရဲ့အကျိုးဆက်ကို ကိုယ်တိုင်သိမြင်လာပါတယ်အတင်းဖြောက်ဖို့မလိုပဲအလိုလို စိတ်ပါသွားပါတယ်ကျွန်တော်တို့အနေနဲ့အကျင့်ဆိုးတွေကို အတင်းတွန်းလှန်ဖို့မလိုပါဘူးသူတို့ကို နားလည်ဖို့ပဲကြိုးစားရမှာပါ နားလည်သွားတဲ့အခါအလိုလိုပျောက်သွားမှာပါ အကျဉ်းစိုးတွေကို လုံးမိနေတဲ့အချိန်ကိုယ်စိတ်ရောကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတာကိုသတိထားပြီးစူးစမ်းကြည့်ပါအကျဉ်းစိုးတွေကိုရည်ရွယ်ချက်မရှိ လုံးမိနေတယ်ဆိုတာကိုသတိထားမိမဲ့ပြင်အကျဉ်းစိုးတွေရဲ့စိုးကျိုးတွေကိုပါသတိထားမိလာပါလိမ့်မယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်